ျွန်တော်ဒီနေ့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ AA အရခတက်မလို့အခုဆိုရင်တော့စကန်တင်လိုက်ပေါ့နော်ငရေကန်တာဝါတိုင်းစကုပ်ပေါ့နော်ဒါကတော့ကျွန်တော် Google Map မှာကျွန်တော်ထည့်ထားတဲ့ဒါတို့ရဲ့တအားပေးလိုင်းတွေပေါ့နော်တအားပေးလိုင်းတွေကို Google Map မှာကျွန်တော်ထည့်ပေးထားတာပါဒါကတော့ A လက်ရှိလက်တော်မှာတင်ပိုက်ရရှိလိုက်ပြီလို့ဆိုနေတဲ့ဒါငရေကန်တာဝါဟောပေါ့ကဘာလုံးစကန်ပေါ့ဗျာ ခံရတော်တော်လေးကြီးပါတယ်အားလုံးကျွန်တော်ထင်တယ်ကျွန်တော်တော်လိုင်းမိတ်ဆွေအကုန်လုံးလည်းတွေ့ပြီးသားဖြစ်မှာပါအဲဒီနေ့ပြောမယ့်အကြောင်းကတော့ဒါတိန်လိုက်တဲ့အတွက်ဘယ်လိုမျိုးကျွန်တော်တို့တွေရှားနော်ကပ္ပစာတွေဘယ်လိုချိန်ချောက်လာနိုင်လဲဆိုတော့ကျွန်တော်ဒီကနေ့ပေါ့ပြောပြပေးမှာဖြစ်ပါတယ်မြေပုံလေးနဲ့တကွဒါတော့သူဒါနေရေကံဒါဘာလုံးစကံပေါ့နော်ဘာလုံးစကံမှာရှိလို့သွားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာမျိုးတွေပါတယ်ရှိပါတယ် ရွာလေးတွေရှိပါတယ်ဒါတွေလည်းချို့နေရတဲ့ဒါအေးပိတ်ဆို့ပြီးတိမ်မိသားတွေပါဒီမှာဒါတွေဆိုလဲအဲထောင်ကုန်းလေးထိမှတက်စတီထားတဲ့ဆောင်းဝင်ရှိပါတယ်ဗောနော်တောင်ကျော်လေးထိမှဗောနော်တောင်ကတော့ဒီမြေကြီးရဲ့အနေထားတော့ရင်းတဲ့အတိုင်းမှာတောင်ဆောင်တောင်ဆောင်တောင်ကုန်းတောင်ထိပ်တောင်တော့တော်ထူတယ်ဗောနော်နောက်မှ အကွက်အကွက်တွေဖြစ်ဖြစ်နေတာတော့ကျွန်တော်တို့တွေအလုံးကျုံတက်ခုတ်ထားတဲ့တက်ကွက်တွေပါပဲတက်တက်တော်တွေကတောင်ကုန်းနေနေပါလောက်ကိုဖြစ်နေတော့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေရှေ့ဆက်သွားရင်တိတ်မဝေးတဲ့တောင်တောင်ကျုံတောင်တောင်လောက်မှာကပ္ပဆိုင်ဒါဆက်လေးလို့ဒါဒါအခုဆိုဒါဒါတွေကဟေးထိန်းချုပ်ထားတယ်လို့ကျွန်တော်တို့ယူဆရတယ်ညောင်ကျိုးဒါဟုတ်ပါဆိုညောင်ကျိုးပေါ့နော်ဒါက မြင်တဲ့အတိုင်းပေါ့ဒါကတော့ညောင်ကျိုးပါညောင်ကျိုးလဲကျွန်တော်ထင်တယ်ကျွန်တော်တို့ AA ကထိန်းချုပ်ထားပြီပေါ့နော်အရခတ်တက်မလို့ကနေ PDF ပူပေါင်းတက်ဖွဲ့တွေကျွန်တော်ထင်တယ်ထိန်းချုပ်ထားဖြစ်ပါတယ်ဆိုတော့သူနဲ့အနီးကပ်ဆုံးကတော့ဒါပါကပ္ပစ14ကပ္ပစ14ကတောင်ကျော်ဒီရှိုးတောင်ဆောင်ကြီးတစ်ခုလုံးနဲ့တောင်ကုန်းတစ်ခုလုံးယူထားတဲ့ပုံရှိပါတယ်ဒါတော့ကပ္ပစ14ရဲ့ကာကင်းစကန်လေးတစ်ခု အမျိုးပေါ်မှာရှာဖေးတွေ့ရှိတာကိုအမှတ်သားလေးလုပ်ထားတာပါတော်မှာတိုက်တည်နေနေရပါတယ်ဒါတွေအကုန်လုံးအဆောက်အုံတွေအကုန်လုံးကကပတ်ဆာ14ထဲမှာဒါတွေကတော့ဝန်ထမ်းအင်အားများဖြစ်ပေါ်ပြရတယ်ပေါ့ဒီဟိုးတောင်ရှိုးရှိုးကြားတဲ့ထီကိုသူတို့ကျေဝင်ပါတယ်ဒါတော့ဒါကပတ်ဆာ14ရဲ့ထဲမှာရှိအလုံးယုံနေစောက်အုံတွေကိုမြင်နေရပါတယ်ဆိုတော့ဒီရှိုးတိုင်းသွားလိုက်မယ်ဆိုတော့ဒီဒီမှာကျွန်တော်ထူးခြားတာလေးတစ်ခုကိုကျွန်တော်ပြချင်ပါတယ် ဒါဒါကတော့စက်ရုံပါဒါတော့တို့ကမ္ဘာစပစ္စည်းထုတ်တဲ့အလုပ်ရုံစက်ရုံဖြစ်ပါလိမ့်မယ်ကျွန်တော်စက်ရုံကျွန်တော်မှတ်သားလေးလုပ်ထားပါတော့မှာ mining station လားဆိုပြီးလုပ်ထားတာလေးမှာအေးဒါဒီမှာပါ မမြင်တဲ့အတိုင်းပဲဒီအဝါရောင်အလိမ်မိုးရောင်ဒီပုံစံတာဝါတိုင်းတစ်ခုနဲ့သူရဲ့ဖပတ်လဲမှာလဲအချုံတက်လေးပူလောင်းနေဒါကြောက်တဲ့ဖြစ်နိုင်ရေးရှိတာ mining station လည်းဖြစ်နိုင်သလို လေချောင်းရံပေါ့နော်ဒီဟိုဟာတွေထားတဲ့ပုံစံမျိုးလဲသွားသွားပုံပေါ်တယ်ဆိုတော့ထေချာတော့ကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့ minus station လည်းဖြစ်နိုင်တယ်ပေါ့နော်ကာဝါတိုင်းနဲ့သူတို့တခုလည်းဖြစ်ဒါတော့အဆောက်အုံတွေပါဒါ show တွေညောင်နေတဲ့မှာထဲထားတယ်သူတို့ရဲ့အဆောက်အုံတွေပါဆိုတော့ကျွန်တော်ဒီမှာလုံနေတာလေးကတော့ဒီသူတို့ရှိရနေ power line တွေပေါ့နော် power line တွေကိုကျွန်တော်ဒါအား line တွေကိုကျွန်တော်လိုက်ပြီးတော့ထွေးစုံနေပါတယ်ထွေးစုံနေပြီးတော့ဒီဒါငဖဲပါ ထွေးဆုံနေပြီးတော့သူတို့အာ power line တွေဘယ်ကနေဘလို့သွားလဲဆိုတော့ထွေးဆုံလိုက်လို့ရှင်ကျွန်တော်တို့တွေဒီသူတို့ရဲ့ power line တွေကိုကျွန်တော်ကဲနားမှာဖြတ်တောက်တင်လဲဆိုတော့ဘောနော်အခု district ကမုံနဲ့ပြထားတဲ့ဟာတွေအကုန်လုံးသူတို့ရဲ့ဒါတအားမဟာတအား line လို့ခေါ်ပါဘောနော် power line နဲ့သွားနေတဲ့ချိုး line တွေကိုကျွန်တော်မှတ်ထားတာပါအခုတော့ကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်